အယူနိုက်တက်မှာသူနာကတ်တက်လန်အတွက်ခုလိုလိုရည်ဒီကိုစားလုံးနေပြီဖြစ်တဲ့ကိုဗီမိုင်းလူအကိုဗီမိုင်းလူဟာမန်ချစ်စတာယူနိုက်တက်ရဲ့အနာဂတ်လို့ပြောမှာဖြစ်ပါတယ်လက်ရှိယူနိုက်တက်မှာရှိနေတဲ့ကစားသမားတွေထဲမှာအကယ်ဒမီထွက်ကစားသမားဆိုလို့ကိုဗီမိုင်းလူလောက်ပဲကျန်တော့တာပါကိုဗီမိုင်းလူအပေါ်ယူနိုက်တက်ပြည်သက်တွေဘလောက်ထိမျောလင်းချက်ထားလဲဆိုတာလဲတော်တော်များများလဲအသိပဲဖြစ်ပါတယ်ကိုဗီမိုင်းလူဟာလက်ရှိအချိန်မှာတော့ယူနိုက်တက်အသင်းမှာပွဲထွက်ခွင့်ရရှိဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်ဒါပေမဲ့ကိုဗီမိုင်းလူဟာယူနိုက်တက်အသင်းမှာသူ့ရဲ့အနာဂတ်ကိုပုံမတိုးတက်စေဖို့အတွက်အစွမ်းကုန်စူးစမ်းလေ့ကျင့်နေတာဖြစ်ပါတယ် မိမအရီတန်ရဲ့အစီအစဉ်ပေးမှုနဲ့ United အသင်းရဲ့ကွင်းလယ်မှာနေရာရလာခဲ့တဲ့ကိုဗီမိုင်တို့ဟာ Robin Amorin ရောက်ရှိလာခဲ့ပြီးတဲ့နောက် United အသင်းမှာပွဲထွက်ဖို့အတွက်ရုန်းကန်နေရပါတယ်။အဓိကကတော့ကိုဗီမိုင်တို့ရဲ့ဒဏ်ရာပြဿနာတွေနေပြ Robin Amorin ရဲ့၃လ၃နီးစတင်အောက်မှာသူရဲ့ကစားပုံကအံဝင်ခဲ့တာတွေကြောင့်အသက်20အရွယ်ကစားသမားအနေနဲ့ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ကိုဗီမိုင်တို့ဟာပြီးခဲ့တဲ့ကာဘောင်ပလာဒီပြအဆင့်ပွဲအဆင့်တော့က Grassby Town အသင်းရဲ့ပွဲအဆင့်တပွဲမှာပဲ United အသင်းအတွက်ပွဲထွက်ကစားသမားအဆင့်မှာပါဝင်ခဲ့တာဖြစ်ပါတယ်။ကိုဗီမိုင်တို့ဟာဒီနေ့နေရာဒီအပြောင်းအရွှေ့တော့ကလည်း အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်နဲ့နေရာပြန်ပြီးလို့ချင်တာကြောင့်အငှားထွက်ခွာခွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့နေပြရိုဘင်အမ်မိုရီနဲ့ယူနိုက်တက်အသင်းကပယ်ချသွားခဲ့တာဖြစ်ပါတယ်။လက်ရှိယူနိုက်တက်အသင်းရဲ့ကွလမှာဆိုရင်ကိုယ်မိုင်နိုအပြင်ကက်စမဲရိုမယ်ရီအူဂါတီနဲ့ဘရူနိုဖာနန်ဒက်တို့ပဲရှိတာကြောင့်အမေရိကမိုင်နိုကိုအငှားချမဲ့အစီအစဉ်ကိုပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကိုယ်မိုင်နိုဘက်ကကြည့်တော့လေလာမယ့်2006ကမ္ဘာပလာမှာအင်္ဂလိပ်ရင်းစဉ်အသင်းအတွက်ပါဝင်ကစားခွင့်ရချင်တာကြောင့်ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းအသင်းကိုပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ဒါကြောင့်အမေရိကကဒီလိုကစားချင်နေဆိုရင် လက်ရှိချိန်မှာ Bruno Fernandes နဲ့နေရာလုတိုက်ပွဲဆင်နွဲဖို့အတွက် Mainu ကိုညွန်ကြားထားတယ်လို့သိရပါတယ်။အဲအမင်းရဲ့သတင်းထဏာရေးဖော်ပြချက်အရ Mainu ဟာလက်ရှိအချိန်မှာသူ့ရဲ့အနာဂတ်အတွက်ပြုပြင်ပြောင်းလဲမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။သူက Karin Tan မှာပြင်းပြင်းထန်ထန်လေးကျင်းနေတယ်လို့ Robin Emery အောက်မှာ Pomo တိုးတက်ဖို့အတွက်အစွမ်းကုန်ကြိုးစားနေရလို့ဖြစ်ပါတယ်။အဲဖြစ်ခဲ့တဲ့စနေမှာကျင်းပခဲ့တဲ့ International Break မှာပဲ Kobe Mainu က ဒီသူ့ရဲ့ကိုပိုင်စပေါ်မှုနဲ့ကိုပိုင်နေပြအတူကိုခေါ်ခဲ့ပြီးတော့အစားအသောက်နဲ့လေ့ကျင့်ပုံစံတွေကိုသေချာလေးပြင်ဆင်နေတာဖြစ်ပါတယ်။အဒီယာဒီမာမိုင်းနူဟာပရီးမီယာလိပွဲစဉ်၅ပွဲအပြီးမှာ86မိနစ်သာပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာလည်းရိုဘင်အမ်မော်ရင်ရဲ့နီးပြွားပိုင်းဆိုင်ရာအပြောင်းအလဲကြောင့်မိုင်းနူနေနဲ့ပွဲထွက်ကစားခွင့်မရရှိခဲ့တာလို့ပြောရမှာဖြစ်ပါတယ်။အဲ့တော့မိုင်းနူနဲ့ပတ်သက်ပြီးရိုဘင်အမ်မော်ရင်ကတော့ကျွန်တော်မိုင်းနူကိုအပြည့်အဝယုံကြည်ပါတယ်။သူဟာထိတ်တဲကစားသမားတစ်ယောက်ပါ။ဒါပေမဲ့တစ်ခါချို့ဒီထင်နေကြတာကမိုင်းနူကကစားမဘွားပြည့်ပြည့်စုံနေပြီလို့ထင်ကြပါတယ်။ ဒါပေမဲ့ကျွန်တော်ရဲ့အမြင်သူကအများကြီးတိုးတက်ဖို့လိုနေပါတယ်။တချို့ကစားသမားတွေရဲ့အရေးချင်းဟာလုံလောက်ပါတယ်။ဒါပေမဲ့မိုင်းနူကတော့အဲ့လိုမဟုတ်ပါဘူး။ဒါကမများတာဘူးလို့ထင်ကောင်းချင်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်ကျွန်တော်ဟာမိုင်းနူကိုကူညီဖို့ကြိုးစားနေရပါ။သူကလည်းဒါကိုကောင်းကောင်းသိပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာမိုင်းနူက United အကွင်းထဲမှာနေရာတနေရာရဖို့ဆိုတာကလက်ရှိချိန်နေခက်ခဲဖြစ်နေစေဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့မိုင်းနူရဲ့ကစားဟန်ဟာကက်စမဲလိုလိုမျိုးကန်ဆယ်ကိုပို့ပြီးတော့ကူညီနိုင်ခြင်းမရှိဘဲနဲ့ box to box နဲ့စာမို့ဖြစ်နေတာဖြစ်ပါတယ်။ ။ MRI နေနဲ့ MRI ကိုပို့ပြီးတော့အသုံးပြုကျင်နေဆိုရင်တော့သူ့ရဲ့ကစားကွက်ကိုပြောင်းလဲနိုင်မှာရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းလာမယ့် brand foot နဲ့ပွဲစဉ်မှာ Casemiro တို့ကပွဲပယ်ပြတဲ့အကြာခံထားခဲ့ရတာကြောင့် MRI နဲ့ Bruno Fernandes တို့အတွဲကို United ရဲ့ကွန်းထဲမှာမြင်တွေ့ရမလားဆိုတာကလည်းဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ MRI တို့ရဲ့ United မှာတောက်ပတဲ့ခြေစွမ်းတွေကိုပြန်လည်ပြသနိုင်မလား။ပိတ်သက်ကြီးက comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်။